မသောနေနဲ့ကိုသောဘိုးဟင်းအကြောင်းကိုပြောပါမယ်ဗျာနော်ဒီနေ့ကိုသောဘိုးဟင်းအကြောင်းနဲ့ပတ်သက်ပြီးမှပြောကြတယ်ကိုသောဘိုးဟင်းကိုဖမ်းသွားတယ်နေပြည်တော်ကနေစားဖာနေဖုံးချော်လုံးပါသွားတယ်တဲ့ဖုံးချော်လုံးပါတော့တော့အပြစ်မရှိလို့ပြန်ထွက်လိုက်တယ်တဲ့အပြစ်မရှိလို့ပြန်ထွက်တဲ့ကျတော့ဒီမန္တလေးကနေမှာစားဖာနေမှာပြန်ဖမ်းတယ်တဲ့ပြန်ဖမ်းပြီးမှပါတော့ဒီလိုဘလိုပုံမှန်အပြစ်မရှိပြစ်ရှာပုံမှန်တွေဘာတွေတတ်တယ်ပေါ့ဗျာဒီလိုပေါ့နော်ပြောနေကြတာကြီးတွေ့တယ်ဗျာနော်ပြောနေကြတာကြီးတွေ့တယ်အဲ့ဒါတွေကတော့ဦးစင်းရဲ့အမြင်တုံးတက်ချင်တာကတော့ကိုသောဘိုးဟင်းကိုထောက်ခံဝိုင်းရတဲ့တူတွေကိုစူပူမှု မဖြစ်ဖြစ်အောင်မုံကြွအောင်မကြွကြွအောင်အဲ့ဒါကဆိုတော့ဘုရားတဏီတဖုံနဲ့ဖိုးနဲ့တလူဦးစင်းကတော့ဘုံတိုက်ချင်တယ်ဗျအားလုံးပဲမင်္ဂလာပါအကျန်းဖက်စစ်လော်ပြီးဇော်ဘုံဟိန်ကိုနိုင်ငံတော်အကြီးမျိုးပြည့်စုံမှုပုံမှ905ကနှစ်ဆက်သွယ်ရေးဥပဒေပုံမှ66ကတိုးဖြင့်အမှုဖွင့်လိုက်ပြီးဖြစ်ကြောင်းပောက်ကိုတော်ကအတိပေးလိုက်ပြီးဇော်ဘုံဟိန်ကိုကြောင်းပြုစုပူအောင်ကြွမှုလှုပ်ဆောင်လာမည်အပေါ်ပောက်ကိုတော်တွေးပတ်နေသည်မို့ အဆုံးထိနားဆင်ဝေဖန်တုံးတက်ပေးသွားကြပါဦးခင်ဗျာရေပြူးလွင်ကိစ္စလေးရေဦးစင်းနည်းနည်းပြောချင်ပါတယ်ပြူးလွင်ဟိုပါတော့ဒီမန္တလေးကနေလာပြီးမှပဏ္ဍဆာခေါင်းဆောင်တဦးရဲ့ဆရာဘုံမူးကြီးတယောက်ရဲ့ဖုတ်တန်ဒီပေါ့နော်ဒါလေးလည်းပြောချင်တယ်ထည့်ရင်မှပထမဆုံးအနေနဲ့ကိုသောဘောဟင်းအကြောင်းကိုပဲပြောပါမယ်ဗျာနော်ဒီနေ့ကိုသောဘောဟင်းအကြောင်းနဲ့ပတ်သက်ပြီးမှပြောကြတယ်ကိုသောဘောဟင်းကိုဖမ်းသွားတယ်နေပြည်တော်ကနေစအဖာနဲ့ဖုံး၆လုံးပါသွားတယ်တဲ့ဖုံး၆လုံးပါတော့အပြစ်မရှိလို့ပြန်ထွက်လိုက်တယ်တဲ့ ပြင်မရှိလို့ပြန်ရတယ်ကျွန်တော်ဒီမန္တလေးကနေမှာစားဖာနေပြန်ဖမ်းတယ်ပြန်ဖမ်းပြီးမှာပါရဒလိုဘလိုပုံမှန်ပြင်မရှိပြရှာပုံမှန်တွေပါတယ်တတ်တဲ့ပေါ့ဗျာဒလိုပေါ့နော်ပြောနေကြတာကြီးတွေ့တယ်ဗျာနော်ပြောနေကြတာကြီးတွေ့တယ်အဲ့ဒါတွေကတော့ဦးစင်းရဲ့အမြင်တုံ့နှံချင်တာကတော့ဘောတော်ဘွေးကိုတော့ခံဝိုင်းရတဲ့တူတွေကိုစူပုံဖို့မဖြစ်ဖြစ်အောင်မုံကြွအောင်မကြွကြွအောင်သားသားကဆိုရအောင်ပေါ့ဗျတနည်းတစ်ပုံနဲ့ထိုးနဲ့တယ်လို့ပဲဥစဉ်ရတော့သုံးတတ်ချင်တယ်ဗျသုံးတတ်ချင်ပါတယ်နော် ဘာဖြစ်လို့တုံ့တက်ထားလဲဆိုတော့ဦးစင်းကအထောက်အထောက်ကိုခိုင်ခိုင်လုံလုံနဲ့ပဲပြောတာများပါတယ်ဗျာနော်ဦးစင်းကတော့ဗျံပရာပြောတဲ့ပုံတွေရှိရဲဦးစင်းပြောတဲ့အရာတွေရှိရင်ထောက်ပြရလို့ရပါတယ်နော်ဦးစင်းတို့ရဲ့မြန်မာပြည်တွင်းကိုပြည်ပကလူတွေကဦးစင်းတို့ထက်ပိုတိပါမလားဆိုတာပဲဦးစင်းတို့ကမေးရမယ်လို့ဖြစ်နေတယ်နော်အဲ့တော့ဘာဖြစ်လို့လဲဆိုတော့ကိုစောဖိုးဟင်းကိုနန်းတွင်းကလည်းနန်းတွင်းစစ်ကြောရေးမှာလည်းမရှိတယ်လို့နေပြည်တော်ကစာအဖအားလည်း ကိုယ်တော်ခွင့်ကိုဆင့်ဖန်စရာအကြောင်းမရှိပါဘူးဗျာဒီဗီဒီယိုအစားပါဆင့်ဖောင်းအဲ့ဒါဆိုကျွန်တော်ဗန်းလေးတို့ဒီထသရထသရတို့ဒီထောက်လိုက်16ဆရာတွေကကျွန်တော်ဘာလို့ဘာလို့အပို့ထားတော့မှလဲဟမ်ဘာလို့ပို့ထားတော့မှလဲဒီမန္တလေးမှာလဲစားဖန်နဲ့ပတ်တယ်တကယ်လူတော်လူစင်းကောင်းတွေအများကြီးပဲဗျာလူတော်တွေအများကြီးပဲဗျာကိုယ်တော်ခွင့်ကိုဘာဖြစ်လို့နေပြည်တော်ကနေဆင့်ဖန်ပါလဲကိုယ်တော်ဘိုးရင်ကိုနေပြည်တော်ကနေဆင့်ဖောင်းကိုယ်တော်ဘိုးရင်ကနိုင်ငံတော်မှာတကယ်အရေးပါတဲ့အရာဝင်ကြီးလားမြို့တော်ဝင်ကြီးလား ဒါမလို့ရှိရင်အကောင့်ကြီးကြီးလားဒါမေးခွန်းပြန်ထုတ်ရမယ်အရာဗျာနော်မေးခွန်းပြန်ထုတ်ရမယ်အရာအဲ့တော့ကိုစောဖိုးဟင်းကခင်ဗျားတို့ပြောလို့နန်းတွင်းမှာလည်းမဟုတ်ဘူးဒီပြိဆိုဆာဖာလည်းခန်းတာလည်းမဟုတ်ဘူးပြကိုစောဖိုးဟင်းနဲ့တို့တို့ကဦးစားပေးပြောတာကိုစောဖိုးဟင်းနဲ့အတူပါသွားတဲ့သူဘယ်သူမှမပြောကြဘူးနော်ဘယ်သူမှမပြောကြဘူးနာမည်ကြီးတဲ့သူတယောက်ကိုပဲတို့တို့တွေပြောကြတာနော်နာမည်ကြီးတဲ့သူတယောက်ကိုပြောကြတာကိုစောဖိုးဟင်းနဲ့ဘယ်သူပါသွားတယ်ဘယ်သူပါသွားဆိုတယောက်မှမပြောကြဘူးဗျာနော်အဲ့ဒါကြတော့တို့တို့တွေကဒါဟိုပါပေါ့နော် အဲ့ဒီလူကြောင်ကြတော့လူတွေကစိတ်ဝင်စားဘူးလေစိတ်ဝင်စားတာကိုစော်ဖိုးရင်ကိုစိတ်ဝင်စားအဲ့တော့ကိုစော်ဖိုးရင်ကိုစိတ်ဝင်စားကိုစော်ဖိုးရင်အကြောင်းပြောမှလူတွေကအညာယူပါပေါ့ဗျာဟုတ်လားစာငင်းစူးစီတင်စာပြဘာပြညာပြဆိုတဲ့အထောက်အထားတွေဒါတွေမျိုးတွေပြောချတာပေါ့ဗျာနော်အာဒီနေပြည်တော် ကနေလွှဲတဲ့အပြစ်မရှိတဲ့အကြောင်းကိုစင်းတော်ကကိုစော်ဖိုးရင်ဒီနိုင်ငံရေးပုံမှန်နဲ့ညီဆွန်းတဲ့နိုင်ငံရေးပုံမှန်နဲ့တစ်ခုတစ်ခုဆိုတော့ဦးစင်းတော်အနေနဲ့ကမေတ္တာရက်ခံပေးဖို့ကအကြောင်းမရှိဥမာပါလူကြီးတွေကိုဆဲတဲ့အားမျိုး လူကြီးတွေကိုဆဲတဲ့ဟာမျိုးဆိုဥစဉ်တို့ကမေတ္တာခံစားမေတ္တာရခံစားရေးပြောတော့ကိုဥစဉ်တို့ကအစင်းနေမှာပဲနော်ဒါဒီမဘောနိုင်ငံတော်ကောင်းစေဖို့အတွက်ဝေဖန်ထောက်ပြခဲ့တဲ့အရာတွေဆိုရင်လည်းဥစဉ်တို့ကဒါပြောပြဖို့ကလူကြီးတွေကိုမေတ္တာရခံစားရေးပြောကအစင်းနေမဲ့ဥစဉ်တို့အနေနဲ့ကနော်အစင်းနေမဲ့အဲဒီလိုမျိုးကိုမတိတဲ့အရာတွေဖြစ်ခဲ့ရင်ခင်ဗျားတို့ကတို့တို့ကမေတ္တာရခံစားရေးလို့ရှိရင်ကျုပ်တို့ကဘယ်သူရေးမလဲအဲ့ဒါဆိုရင်ဒီကျင်းတူရှိရလားကြဥစဉ်ဌာနဆိုင်ရာစာတင်ပေးမယ်စာတင်ပေးမယ်အဲ့တော့ဥစဉ်တော့ဘာမှမတရားသေးဘူးလေ ခုတိတဲ့အရာကလည်းနောက်ဘွယ်ကဥမာဥစဉ်ဥမာဆိုကြပါလားဂိတ်ဒီအကြောင်းချန်ပီယံနဲ့မြောက်ပန်းနေလာတဲ့ကားတွေအခုလောလောဆယ်အစီး900လောက်ဆိုလားအပိတ်ခံထားရတယ်အဲ့မှာတခါဥစဉ်ဂိတ်တကိတ်အကြောင်းဥစဉ်တရင်ပေးလို့អော်လိုက်တယ်អော်လိုက်တယ်អော်လိုက်တော့တရင်ကဒုံကလေးမှားသွားတယ်ဥစဉ်ကကန်ကောင်းလို့ရေးမယူခံရတာဘာမှသွားလဲအဲ့ဥစဉ်ကိုတရင်ပေးတဲ့သူကိုယ်တိုင်ကကလင်းငါးစီးထောင်လာတာသူကမဟုတ်ကဟုတ်ကပစ္စည်းတွေတင်းလာတာလေတင်းလာတော့စစ်စစ်တော့ဖမ်းတယ်လေ ဖမ်းတော့ဗျာသူကသူလိုဘုကိညာဖမ်းတော့ကကြတလူဂိတ်ဒီမှာဘာဖမ်းလဲဆိုပြီးမှဖမ်းတဲ့လူနိုင်မယ်သူကအော်ချလိုက်တယ်ဥပဒေနဲ့မလွတ်ကင်းတဲ့ပစ္စည်းတစ်ခုကိုတင်းလာပြီဆိုတဲ့နောက်ကတော့စစ်စစ်ရမှာဖမ်းရမှာဂိတ်ဒီရဲ့အလုပ်လေခင်ဗျာကဲဒီရနေဗျာတို့တို့ရွှေဘိုဘက်ကနေခင်ဗျာဖားကန်တို့မူဆယ်ဖားကန်တို့ဘက်ကိုသွားမယ်နော်ဖားကန်တို့ဘက်ကိုသွားမယ်အဲ့ဘက်ဒီဘက်သွားချမယ်အဲ့ဒီကတာဘက်တို့ကိုသွားမယ် ်ဟာမြကြီးနာဖားကမယ်ပြောတော့မယ်အဲ့ဘက်ကလုပ်ငန်းအကောင်းဆုံးဆိုတော့နော်ပေါ်တယ်အဲ့ဘက်ဒီသွားမယ်ပေါ်တယ်ဘက်ဒီခင်ဗျအဲ့လမ်းတဲ့တွေကိုသွားလို့ရတယ်ဒါပေမဲ့ PDF ကသွားမခံဘူးလမ်းကူပြီးမှသွားခံတယ်တကယ်ထည့်သွားမယ်အောင်လေးညာကြီးခီတော့ခံရတယ်ဟော PDF ဒီအဲ့လမ်းမှာသမီးမြောင်းနေအဲ့ဒိတ်တွေမှာဘုံသားစာဖွင့်ထားတယ်အဲ့ဒိတ်တွေကနေပတ်ဆံတော့တယ်ကာခီးတဲ့ကာရမတွေနှစ်ရက်ခီးကို9ရက်9ရက်8ရက်ကြာတယ်ဘယ်သူပါပြောတယ်လဲဘယ်သူကပါပြောလဲတယောက်မှမပြောရဘူး အဲဦးဇင်းတော်တမ်းတော်ဂိတ်တွေရဲဂိတ်တွေဟိုပါတဲ့တပြား၆ကြားလေးကောက်တယ်ဓစီကို2000တုံးတော့စေနာကြီးလေးကောက်တယ်ဆိုတော့ဟာអော်လိုက်ကြတာអော်လိုက်ကြတာတခါတလေနိုင်ငံကြီးမှာတိုက်ဆိုင်နေဆိုတာမရှိဘူးเนาะအဲ့တော့ဦးဇော်ဟေဖိုးရင်ဒီဦးဇင်းတို့ပုံမှန်ထွက်လာတဲ့ရုံထွက်လာတဲ့အခါမှာဦးဇင်းတို့ဒီအရောက်ကြည့်မယ်ကြည့်ပြီးလို့ဦးဇင်းတို့ကမေတ္တာရက်ခံလို့ရတဲ့အရာဆိုဦးဇင်းတို့ရက်မေတ္တာရက်ခံပြီးမယ် ဲ့တော့ကြံတဲ့ပုံဖြစ်နေအပြင်ကပုံမှန်ရင်းနေဆိုဦးစင်းတော့ဘလို့တောင်းဝန်ယူရမှာလဲဘလို့လုပ်ပြရဇွန်လ၂ရက်နေ့မွန်လွယ်တနာကြီးကြောအချိန်ပြင်ဦးလွင်တွင်နေထိုင်သောစစ်လော်ဘီဇော်ဘုံဟိန်ကိုစစ်တပ်ကဝင်ရောက်ဖမ်းဆီးသွားခဲ့ပြီးနောက်ဇွန်လ၁၂ရက်နေ့တွင်နိုင်ငံတော်အကြီးအကဲပြည်စီမှုပုံမှန်905ကဆက်သွယ်ရေးဥပဒေပုံမှန်66ကတို့ဖြင့်အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်ကိုယ်စော်ဖုံးဟင်းကိုအမှုဖွင့်တာကလာပခအလဲပိုင်းတိုင်းစစ်ဌာနချုပ်ကဖွင့်နေလို့သိရတယ် လူကြီးတွေကိုဆဲဆိုလို့အမှုဖွင့်တာနိုင်ငံတော်အကြီးအကဲပြည့်စုံမှုပုံမှန်905ကနောက်ရန်ကုန်မှာသူ့ကိုဖွင့်ထားတဲ့စစ်တွေရေးပုံမှန်66ခါလဲရှိတယ်။ပုံမှန်ကတော့နှစ်ခုပဲ။လိုင်းပေါ်မှာတက်နေတဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့အမှုဖွင့်ထားတာတော့မရှိဘူး။ဒါပေမဲ့ဟန်ငင်းဦးတို့အုပ်စုကတော့အကြမ်းဖက်မှုဥပဒေနဲ့ဖွင့်အောင်အတင်းကိုလှော်နေတာဟု မဖတာဖွဲ့ဝင်တဦးကဆိုသည်စော်ဘုံဟင်းကိုမန္တလေးအုပ်ဘူထောင်ချုပ်ခန်းသို့လွှဲပြောင်းလိုက်ပြီးလာမည့်ဇွန်လ26ရက်နေ့ရုံးထုတ်မည်ဖြစ်ကြောင်းသိရှိရသည်မင်းအောင်လိုင်းအပါဝင်စစ်အရာရှိကြီးများကိုဆဲဆိုသည့်အတွက်ရန်ကုန်တိုင်းတကုံမျိုးတစ်တောင်ပိုင်းမြို့နယ်ရဲစခန်းတွင်ဆက်သွယ်ရေးဥပဒေပုံမှ66ခါဖြင့်မန်ပပနှင့်စစ်တပ်ထောက်ခံသူဒေါ်မူမိုးခိုင်ကဇော်ဘုံဟင်းကိုမေလ9ရက်နေ့တွင် အမှုဖွင့်ထားပြီးရင်းအမှုအတွက်ရင်ဆိုင်ရမည်ဖြစ်သည် မဖတာနှင့်အမျိုးသားရေးအစိုးရဖုန်ကြီးပောက်ကိုရောကမူဇော်ဘုံဟင်းကိုစစ်တပ်ကဖမ်းဆီးမှုမှာဇော်ဘုံဟင်းအတွက်ကံကောင်းခြင်းဖြစ်ကြောင်းအပြင်တွင်နေထိုင်ပါက PDF ဖမ်းဆီးတပ်ဖြတ်၍တည်သွားနိုင်ကြောင်းယခုကဲ့သို့စစ်တပ်ကဖမ်းဆီးထောင်ချခြင်းကြောင့်ထောင်ထဲတွင်အေးဆေးစွာဖြတ်တန်းနိုင်တော့မည်ဖြစ်၍ကံကောင်းခြင်းဖြစ်ကြောင်းဇော်ဘုံဟင်းအတွက်ဆန္ဒပြကြရန်လူမှုကွန်ရက်မှတဆင့်လှုံ့ဆော်မှုများရှိနေပြီးလက်တွေ့တွင်မိသူကမှဆန္ဒမပြကြောင်းဇော်ဘုံဟင်း၏ပြည်သက်သည့် အမြင်ရပုံမှန်နဲ့ဆိုဥစဉ်တော့မှလုံးလို့မရအောင်တော့အော်ကိုမတိတဲ့အရာတွေရှိသေးတယ်လေကိုမတိတဲ့အရာတွေရှိသေးတယ်အဲ့တော့ဦးမလင်းလင်းပြောရမြတ်ကိုသောဘိုးကြီးပြည်ဦးလို့မှာပဲပြည်ဦးလို့မှာပဲရှိမယ်ကိုသောဘိုးကြီးဘယ်နန်းတွင်းနဲ့မှမရှိဘူးဘယ်ထောက်လိုင်းစက်ချောင်းမှမရှိဘူးဘယ်နေပြည်တော်ကမှလည်းမရှိဘူးကဲနော်ပြည်ဦးလို့မှာပဲရှိမယ်ဟုတ်ပြီကိုသောဘိုးကြီးနဲ့ပါလာတဲ့သူတယောက်ဒီပြန်လွတ်လာမယ်ပြန်လွတ်လာမယ်ဘာဖြစ်လို့လွတ်လာလဲ တို့ကထောင်ချလို့မှမရတို့မှမှအပြစ်မရှိတာဒါပေမဲ့စစ်ဆေးစရာရှိရတော့တို့ကစစ်ဆေးမှာပဲဘာပတ်တယ်မှုရှိလဲဘလို့ရှိတယ်လဲတကယ်လို့မှမပေါ်ပါရင်တော့ပြန်လွတ်ပေးမှာပဲဒါပဲရှိတာဇာလန်ကနော်အဲ့တော့ကိုစိုးဘိုးကြီးနဲ့ပတ်တယ်ပြီးပြောနေတဲ့အရာတွေကတချို့တရေနမားတွေတချို့ပြပအားတွေပြောနေရတယ်ကဘာတစ်ခုမှမဟုတ်ပါဗျာကိုစိုးဘိုးရုံဝိုင်းရထောက်ခိုင်တဲ့တူတွေဟိုဟွာပေါ့ဗျာမဆူမဆူအောင်အဲ့တော့ဘယ်သူမှလည်းစူမှာမဟုတ်ပါဘူးဘယ်သူမှလည်းထွက်မလာမှာမဟုတ်ပါဘူး။ဘာဖြစ်လဲဆိုတော့ဦးသောဖိုးဟင်းကိုအပ်ပေးတဲ့သူကဝင်လိုင်းပေါ်မှာပဲရှိတယ်။ဝင်လိုင်းပရိသတ်ပဲရှိတယ်။ ကိုစောဘုန်းကြီးဒီဘာကြောင့်ဟုံးလဲမြေပြင်မှာကြတော့သူကချစ်တွေ့မှုကကိုစောဘုန်းကြီးနဲလေလေမြေပြင်မှာအမှန်ကန်ပိတ်တယ်ကိုစောဘုန်းကြီးတိတ်မရှိဘူးဟွန်လိုင်းပေါ်မှာပဲလက်ခုပ်တွေတီးကြတယ်ဟွန်လိုင်းပေါ်မှာပဲအားပေးကြတယ်အဲ့ဒါတွေကအရင်အကြောင်းနဲ့ဆိုထောင်ဝန်သာတော်လာတွေ့မဲ့သူတွေပေါ့ဘူးအပောက်ကတော်တို့ပိတ်တယ်ပောက်ကတော်တို့ပိတ်တယ်ဒီပောက်ကတော်တွေခုမှဒီအမျိုးသားရင်းနဲ့လောက်လာတာမဟုတ်ဘူးအပောက်ကတော်တို့ပိတ်တယ်ဒီကဟန်တန်ကပိတ်တယ်ရှိတယ်အမှန်ကန်ပိတ်တယ်ရှိတယ်မြေပြင်မှာမြင်ရှိတယ်အဲ့တော့ဦးစင်းတို့နဲ့လိုင်းချင်းတော့မတူဘူးပေါ့ဗျာနော်မတူဘူး အဲ့တော့ဘာပြောကိုစောဖုန်းကြီးကိုတော့ဦးစင်းတို့ကတနာမီရတော့အမှန်ပါပဲ။ဘာဖြစ်လို့တနာမီရလဲဆိုရင်ကိုစောဖုန်းကြီးတို့မှာပြိတ္တတိများများစွာရှိလိုက်မှထင်တယ်။တူတစ်ခုခုတစုံစုံဖြစ်လို့ရှိရင်လူတွေကလမ်းပေါ်ကိုထွက်လာမှထင်တယ်။အပိမတူတွေဒါကများလာမှထင်တယ်။လူစင်းထားတာတွေကလွဲသွားတာ။လွဲသွားတာနော်။ဘသူကထွက်လာမှလဲ။ဟွန်လိုက်ပေါ်ပြိတ္တကဟွန်လိုက်ပေါ်မှာပဲပုံဆုံးမှာပေါ့။ဟွန်လိုက်ပေါ်ပြိတ္တကဟွန်လိုက်ပေါ်မှာပြီးသွားတာပေါ့။အဲ့တော့ဟွန်လိုက်ပေါ်ကပြိတ္တတွေကိုလည်းပြောချင်တယ်နော်။တကယ်လို့ပုံမှန်ထွက်လာပြီ။ပုံမှန်ထွက်လာလို့ဘယ်လိုထွက်လာပြီ။ဘယ်လိုအားထွက်လာပြီလဲဆိုလို့ရှိရင် အဲ့မှာကိုသောဘိုးကြီးမှလည်းသူအာကိုရအာကိုကြောင့်သူ့မှာလည်းရှိတယ်နော်ကိုသောဘိုးကြီးမှလည်းသူ့မှာအာကိုလောက်တဲ့သူရှိတော့လေသူအာကိုရတဲ့သူကလည်းကယ်လို့ရမှာလားကယ်မှာကယ်လို့မရရမကယ်ဘူးနော်ဒါလေးလည်းသိစေချင်ပါသူအာကိုလောက်တဲ့အရာကကိုသောဘိုးကြီးနောက်ကိုတဆိုင်မှမှလိုက်ကြည့်ညာမဟုတ်ဘူးလေကိုသောဘိုးကြီးဘာလုပ်တယ်ကိုသောဘိုးကြီးဘာလုပ်တယ်ဆိုတော့သူတို့မတည်ဘူးလေဗျာနော်ကိုသောဘိုးကြီးလုပ်ငန်းကဘာလုပ်တယ်လဲကိုသောဘိုးကြီးဟိုကဘာတွေရတယ်စစ်စစ်တဲ့ခါပေါ်ပေါ်နေဘယ်နဲ့လုပ်မလဲ ။ချမ်းမင်းနဲ့မြောက်ပိုင်းကနေဆင်းလာတဲ့ကားတွေအစီ900လောက်ကိုတားထားတယ်။အဲ့ဒီမှာမှကားဆယ်စီးလောက်ကမတင်ကပစ္စည်းတွေမိတယ်။ဒါမျိုးတွေလည်းရှိသေးတယ်ဗျ။ဆက်ဆက်မှုတွေကအဲ့တော့ဘယ်သူကတာဝန်ယူမလဲ။အကူတော်ဘိုးကြီးနဲ့ပတ်သက်တဲ့အရာလေးကိုပြောပြတာပါဗျာနော်။အာဦးတော်ဘိုးကြီးကိုမွန်လိုက်မော်ကနေအားပေးထောက်ခံတဲ့လူတွေအတွက်ကိုဦးဇင်းတော်ကပြောပြတာဖြစ်ပါတယ်ပဲနော်မေတ္တာရက်ခံလို့ရတဲ့ရောက်ဦးဇင်းတော်ကမေတ္တာရက်ခံပေးလို့ကတော့အစင်းနဲ့မှာပဲနော်ဒါလေးကိုဦးဇင်းတော်ကပြောပြခြင်းဖြစ်တယ်နောက်တစ်ခုကပြေဦးလွင်မှာဦးဇင်းတို့မြေတွေလိမ့်နေတဲ့အရာနော်ဒီဦးဇင်းတို့ ဒါပဒသခေါင်းဆောင်တို့ပဒသခေါင်းဆောင်ဆိုရလဲကိုတကအရင်ပါပဲကဲပူးမလင်းလေးပြောမယ်ကိုဦးနေမျိုးပြောကိုနေမျိုးကျော်ပေါ့နော်ကိုနေမျိုးကျော်ရဲ့ဆရာဘူမူးငိမ့်ပေါ့နော်စေဘေးချောင်ဦးစင်းတို့ပေါက်ဒေတာရောဒေတာအနေနဲ့တကမာကြီးပေါ့နော်မြိတ်နဲ့မြွက်ခွဲပဲအကြောင်းကိုလာလျှောက်တဲ့အခါမှာနော်အဲ့တော့ဘူမူးငိမ့်မကလို့သူ့ဟာကိုဘူမူးကြီးပဲဖြစ်ဖြစ်ပြောကပြောချင်ပါလေခမည်းပြတ်တဲ့ခမည်းဒီအဲ့ဒီတကမာကိုတိုင်တိုင်လို့ရှင်တနက်နဲ့ခမည်းဒီပြစ်တယ်မယ်လို့လဲချိန်ချောက်တယ်အဲ့တော့ခမည်းအမန်တရားကိုအဲ့ဒီတကမာရဲ့တပြားတစ်ချက်မှမစားရဘဲနဲ့အဲ့ဒီတကမာကိုခမည်းနော် လိန်တဲ့အရာတွေညာတဲ့အရာတွေကိုခင်ဗျားလာပြီးဖြည့်ရှင်းပေးပါဖြည့်ရှင်းမပေးဘူးဆိုရင်ကျုပ်တို့အနေနဲ့လုတ်တင်လုတ်တိုက်ထားပေါ့ဗျာဦးစင်းတို့အနေနဲ့ဒါလုတ်ရမှာပေါ့ဗျာနော်ဦးကနေမျိုးကျော်ကတော့ပြောတယ်သူကတော့ဒါပြောရတယ်နော်ခေါင်းဆောင်ကောင်းပြီးတယ်လို့ပြောပါရှင်ဖရားတဲ့စခန်းနာတိုင်လိုက်ပါဗျာတဲ့စခန်းတိုင်ပြည့်ဆွဲမယ်စခန်းတိုင်လိုက်ဆိုတော့တခါလေးကဥပဒေရလက်တလုံးကြအဲ့လူတွေကလက်မှတ်ကမထိုးဘူးတန်တဲ့လူလက်မှတ်ထိုးခိုင်းတာအဲ့လူတွေကလက်မှတ်မထိုးဘူးနော်မြေလုံတိုင်းမြေလုံတိုင်းမှာအဲ့လူတွေကလက်မှတ်တွေတစ်ချက်မှမပါဘူးနော်ဥပဒေလက်တလုံးကြ တို့ကဥပဒေကြောင်းနားလည်ပြီးသားလူတွေအဲ့တော့နိုင်ငံတော်မန္တလေးမှာရှိတဲ့ထဆာရတွေရောစာအဖတွေရောဒီမြေလုတဲ့အရာတွေလက်မှတ်တွေချီချီရောက်ရောက်အေးအေးယူပြီးလို့တဲ့ပြည်ဥလွန်မှာလည်းဒီတိုင်းမှာမန္တလေးရတဲ့တက်လာပြီးမှဗိုလ်မှူးကြီးဘသူကဘဲဝါဝါညာဘဝါဆိုပြီးမှလူတွေကိုဒုက္ခပေးနေရတယ်အများကြီးပဲသူများမြေခွက်ကိုလက်ညှိုးထိုးရောက်နေပြီးမှဥစဉ်မှာတာဖိုင်ကုန်ရှိတယ်ပြီးမှဘာပြောလဲဆိုတော့မြေအယောင်းဝယ်မှားတာတဲ့ဒါတွေကရှင်ပြရတဲ့အယောင်းဝယ်မှားပြီးမှဘာသလားသူတို့ပြောတဲ့ဟာတော့ဟိုပါတော့ငွေပေးရှိတဲ့အခါမှာလောခါကြမြေကအပိုင်ရှင်းထွက်မပေးထွက်မပေးတဲ့အခါမှာဖြစ်တဲ့အခါကြမှာ အရောင်းဝယ်ဆိုလာပါဆိုတူတူမှားတဲ့အရာတွေပဲတူတူပြောတဲ့ပြောတဲ့အရာတွေခင်ဗျားတို့ဘလို့ဝဲမှမှဝယ်ရောင်းဝယ်ဝယ်မှမှရောင်းဝယ်ဝယ်ဝယ်ဘလို့မှမှခင်ဗျားတို့တကယ်ဒုက္ခရောက်နေတဲ့စေဘေးရှောင်ပြည်သူတွေကိုတော့အနိုင်မကျင့်ပါနဲ့လို့ကျုပ်ကပြောချင်ပါတယ်ဗျာနော်အနိုင်မကျင့်ပါနဲ့လို့ပြောချင်ပါခင်ဗျားဟာကိုဘုံမှုညိမ့်မကလို့ကိုနေမျိုးကျော်ဆရာမကလို့ကိုနေမျိုးကျော်ဆရာဆိုလဲကျုပ်တို့လှည့်ပါတာပဲနော်ကိုနေမျိုးကျော်ရဲ့အဖေပဲဖြစ်ဖြစ်လေစီခင်ဗျားနော်ပတ္တဆာကောင်းတဲ့ဘုံမှုညိမ့်မကလို့ဖာကောင်းပဲဖြစ်ဖြစ်လေစီနော်ခင်ဗျားတို့ကလောတဲ့ခါမှလက်မှတ်တစ်ချက်မှထိုးတာမဟုတ်ဘူးနော်အဲ့တော့ခင်ဗျားတို့အကြောင်းပုံကိုတော့ကောင်းကောင်းသိပါရယ်ကောင်းကောင်းနားလည်ပါရယ်ခင်ဗျားတို့ဘာလုပ်တယ်ဘလို့လုပ်တယ်ဆိုတော့နော် အဲ့တော့ဘာမှမဖြစ်ခင်မှာခင်ဗျားတို့အေးစေးစေးအဲ့ခံရတဲ့ကာယကံရှင်တွေကိုကောင်းကောင်းမွန်မွန်ဖြည့်ရှင်းပေးလိုက်ပါအဲ့လိုမှဖြည့်ရှင်းမပြည့်ဆိုရင်ကာယကံရှင်ရဲ့ဒုက္ခကိုချိန်မှထားပြီးဦးစင်းတို့ဗီဒီယိုဖိုင်နဲ့ကြာကြာနာရိုက်ပြီးနိုင်ငံတော်အကြီးအကဲလူကြီးတွေစီကိုပို့အားလိုက်မှာနော်အဲ့ခါကျမှပောက်ကိုတော့ရက်ဆက်တယ်ဆိုတဲ့ပုံစံမျိုးတော့မလုပ်ပါနဲ့ဦးစင်းတို့ကတော့တကယ်အေးစေးစေးနေတဲ့ပြည်သူတွေကိုဒုက္ခပေးမယ်ဆိုရင်တော့ဦးစင်းတို့ဘယ်နည်းနဲ့မှခွင့်လို့မရပါဘူးဗျအားလုံးဒါပါပဲဗျ